နောက်တသည့်မနက်တွင်လင်းထက်သည်သူ့ရဲ့ဟင်းသီးဟင်းရွက်ဆိုင်သို့ထွက်လာခဲ့တယ်။ဒါမဲ့လင်းထက်ဆိုင်ကိုရောက်တဲ့အခါတခုခုလွမ်းနေသည်ကို တွေ့လာရတယ်။ပုံမှန်ဖော်တီများရွာသားများခရီးသွားများနှင့်ပြည့်နှက်နေသောလမ်းသည်ထူးထူးခြားခြားတိတ်ဆိတ်လိုနေတယ်။သူမျက်မှောင်ကျုပ်ကပဝန်းကျင်သာစူဆန်ကြည့်လိုက်တယ်။မီတာအနက်နှင့်အကွာတွင်အနက်ရောင်အင်ဂျီဝတ်ထားသောအမျိုးသားအများပြားသည်တစ်ပင်များနှင့်ခြံစည်းရိုးများကိုမိကားသူဆိုင်ကိုစိုက်ကြည့်နေကြတယ်။ သူတို့ထဲမှတယောက်ကလင်းထက်အားကြည့်လိုက်ပြီးဒီနေ့ဈေးရောက်ရအေးနေပါလားဟုပြောလာလေတယ်လင်းထက်ကသူ့ဆိုင်ကိုကြည့်လိုက်တဲ့အခါဈေးဝယ်သူအချို့ရောက်လာပြီးဟင်းသီးဟင်းရွက်များကိုဝယ်ယူရန်ကြိုးစားခဲ့တယ်သို့တော်လူမိုက်များကဈေးဝယ်သူများရဲ့လမ်းကိုပိတ်ထားပြီးဒီနေ့ဆိုင်ပိတ်တဲ့အခြားဆိုင်မှာတွားဝယ်စမ်းဟုအေးဆက်သောလေးထံဖြင့်ပြောဆိုနေသည်ကိုလင်းချက်တွေ့လိုက်ရတယ်။ရွာသားများသည့်လင်းချက်နှင့်လူရန်ကားများကြားထိတ်လန့်ကြစိုက်ကြည့်ကာတိတ်တဆိတ်လှဲ့ထွက်သွားကြတယ်။